ါထားမှာမာရီတောင်းဝင်ပဲမာရီတော့ဒီအလုံးနဲ့တမူဝမ်းကြောင်းပြူတာဖြစ်တဲ့အတွက်ဆိုတော့အဲ့ဒီမှာတချို့ဆိုရင်ငါတို့ဆရာတွေမပါအောင်ငါတို့သင်ပေးတဲ့လူမရှိဗမာပြည်မှာငါတို့ဆရာမရှိဘူးဆိုပြီးတော့တချို့တွေဆိုမလာကြအောင်ပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ခုကတော့ဝမ်းနဲ့ဆရာတိတ်ကောင်းပါတယ်ဟိုကိုခန္ဓာအထိမှခိုင်ပါတယ်မြန်မာတွေကကြောက်ကြရတယ်အဲ့လိုမျိုးပေါ့နော်ဟိုအရန်ကိုလူတွေလက်ခံလာအောင်လို့မာရီတို့နှစ်ရှည်လာများမာရီတို့ရှေ့ရလူကြီးတွေကနေတော့တွန်းလှန်ပေးခဲ့ကြပိုင်ဆိုင်သမီးအရာတွေကို ပေးခဲ့ပြီးတော့တကယ်တမ်းလက်ချာကိုနာမကျန်းဖြစ်တဲ့အချိန်မှာစိတ်ကုသဖို့တောင်မှမကုသပေးမနဲ့ပြစ်ထားခြင်းခံရတဲ့ LGBT တွေအများကြီးရှိတယ်။မင်္ဂလာပါရှင်။အော်ပီတီလေးကတော့လေဘာဖြစ်ဖြစ်ကတော့ခံပုဂ္ဂိုလ်တွေကဘာဖြစ်အသက်60ကျော်ပုဂ္ဂိုလ်တွေပေါ့နော်ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်တချို့ဆို80ကျော်တွေပါပါတယ်ပေါ့နော်။ဆိုတော့ဘာဖြစ်ဖြစ်ကျန်းမာရေးလက်ချုပ်ရင်းလာတယ်ပြီးလို့ရှိရင်ဟိုသူတို့မှလည်းအော် ရင်အောင်မြင်ခဲ့တဲ့ဘဝတွေလို့မဟုတ်ဘဲနဲ့အခုချိန်မှာလည်းအလုပ်တွေကမရှိကြတော့ဘူးဆိုတော့ဘာပဲဖြစ်ဖြစ်ဝင်ငွေလည်းနည်းလာကြတာပေါ့နော်။အော်တချို့ LGBT တွေဆိုလို့ရှိရင်အော်မိသားစုကပြစ်ပယ်ခြင်းခံရတဲ့ပုံစံတွေလည်းအများကြီးရှိတယ်ပေါ့နော်။ဆိုတော့သူတို့ရဲ့အော်စာဝတ်နေရေးအတွက်ကောပြီးတော့သူတို့ရက်တည်ရေးအတွက်ကောပေါ့နော်။ဟိုအခက်အခဲတွေဖြစ်နေကြရပေါ့နော်။ဆိုတော့မကြီးတို့ကတော့အော်မနစ်အော်မနစ်ခရတဲ့တော့ဒီနေ့မှာပို့ပြီးတော့အော်လှူတာပေါ့နော်။ဒါမဲ့လည်း မိုင်းတို့လှုပ်ပေးနိုင်တယ်ဆိုတော့အမောင်းကလည်းအများကြီးတော့လည်းမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့မိုင်းတို့မှာအလှခံပြီးတော့ရတဲ့ငွေတွေကဟိုဝိုင်းလှူတဲ့လူတွေအများကြီးရှိပါတယ်။ဒါပေမဲ့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့မိုင်းတို့အခုလိုမျိုးပေါ့ဟိုတယ်မှာခန်းခန်းနားနားလုံနိုင်အောင်ပြီးတော့အချွေးမွေးလေးလည်းကောင်းကောင်းမွန်လေးကျွေးချင်တာရော။ဟောပြီးတော့ကရော့ငွေလေးလည်းထက်ထက်တန်တန်လေးပေးချင်တာရောပေါ့။ဆဆအရာရာပေါ့ကွယ်။ဝတ်တစ်ခုလှုပ်တဲ့ဆိုတော့ lighting တို့ sound system တို့နော်အများကြီးပေါ့။နော်အဲ့ဒါလေးလိုအပ်တယ်ဆိုတော့ အမျှဝေတုံးဆွဲရတာ哦ဆိုတော့ဘာဖြစ်ဖြစ်ဒီနေ့မှာတော့မကြီးတို့အဘလို့ခေါမလဲစူးစမ်းအထောက်ပြီးတော့မှနောက်ထပ်အနောက်တစ်နှစ်အတွက်ပွဲလေးတစ်ပွဲတော့ပြင်းပြောက်ခဲ့ပြီပေါ့နော်ဆိုတော့ဘာဖြစ်မကြီးတို့လုတ်ကင်ခဲ့တဲ့အပေါ်မှာတော့ကိုကိုကိုတော့ပီတိဖြစ်ပါတယ်ဘာဖြစ်အားနေတဲ့အားနေတဲ့သူကိုလက်တွဲကူအောင်မကြီးတို့တာဝန်ပဲလीနော် ဖြစ်ပါတယ်မ ాయి တို့ကကြတော့မ ాయి post တစ်ခုတင်ပါတယ်အဲ့ post ကဒီကတော့ပွဲပြီးမတိုင်ခင်မှာပေါ့မ ాయి တို့ post တစ်ခုတင်ပါတယ်အဲ့ဒါဘာလဲဆိုတော့အော်ဒီအခုကတော့ခံတဲ့တမလည်းမ ాయి ရဲ့ဆရာတွေမပါပါဘူးမ ాయి ဆရာတမားတွေမပါဘူးဒါပေမဲ့ makeup ကိုမာနဲ့ makeup ဆိုးဆိုးကတော့မ ాయి တို့ရဲ့မြင်းဆရာတွေမှာပါတယ်တင်ဆရာတွေမှာမပါဘူးဒါပေမဲ့ makeup ဆိုးဆိုးတို့ makeup ကိုမာတို့ရဲ့ရှေ့ချတဲ့အော်ပညာရှင်တွေလည်းအများကြီးရှိတယ်မ ాయి တို့ဆရာ makeup ဆန်နေဆိုလည်းဘာပဲဖြစ်ဖြစ်အခုတော့ ကွယ်လွန်သွားပြီပေါ့နော်သူတို့ဆိုလို့ရှိရင်လည်းရုပ်ရှင်လောကမှာရုပ်ရှင်မိတ်ကပ်ရဲလို့သူတို့လမ်းဖောက်ပေးခဲ့တယ်။အော်ပြီးတော့သူတို့သမီးလောကမှာလည်းသူတို့သမီးမိတ်ကပ်ပြင်နိုင်အောင်လို့သူတို့လမ်းဖောက်ပေးခဲ့တယ်ပေါ့နော်လမ်းဖောက်ပေးခဲ့တယ်အရင်တော့ဆိုရင်အမျိုးသမီးမိတ်ကပ်ဆရာတွေနဲ့ပဲလိန်ကြတယ်မိုင်းတို့ခက်ငယ်ငယ်လောက်ထိကိုအမျိုးသမီးမိတ်ကပ်ဆရာတွေနဲ့ပဲလိန်ကြတယ်ဒီမိတ်အော်မိုင်းတို့ဒီ LGBT မိတ်ကပ် artist တွေကိုတိတ်လူရမသွင်းဘူးအလိမ့်မခံဘူးပြီးတော့ဟိုဘလောက်ပဲမိန်းမစိတ်ပေါက်နေပါစေဟိုယောက်ျားလေးဖြစ်တဲ့အတွက်ကိုယ့် ဟိုကိုခန္ဓာအထိမှာကြိုင်ပါတယ်မြန်မာတွေကကြောက်ကြရတယ်အဲ့လိုမျိုးပေါ့နော်ဟိုအရန်ကိုလူတွေလက်ခံလာအောင်လို့မာကြီးတို့နှစ်ရှည်လာများမာကြီးတို့ရှေ့ရလူကြီးတွေကနေတွန်းလှန်ပေးခဲ့ကြရတာစူးစမ်းပြီးတော့ဒီလမ်းကိုဖောက်ပေးခဲ့ကြတာဆိုတော့ဘာပဲဖြစ်ဖြစ်အော်ဒီလိုမျိုးအော်အလားဖန်နေရှင်ဆိုတော့စိုင်းအော်ဒီပေါ့ဟိုခေါင်းဆောင်ရမှာယက်တိနေနိုင်ဘောကဒီလူကြီးတွေကလမ်းဖောက်ပေးခဲ့တယ်အဲ့တော့ကိုယ်ဆရာသမားမဖြစ်မဖြစ်တော်ညာလဲ အာသူတို့နဲ့ဆက်နွယ်တဲ့လူကြီးတွေကိုမာကြီးတို့ကဂါရဘထားမှာမာကြီးတို့တာဝန်ပဲမာကြီးတို့ဒီအလုံးနဲ့တမူဝမ်းကြောင်းပြုတာဖြစ်တဲ့အတွက်ဆိုတော့အဲ့ဒီမှာတချို့ဆိုရင်ငါတို့ဆရာတွေမပါဘူးငါတို့တင်ပေးတဲ့လူမရှိဗမာပြည်မှာငါတို့ဆရာမရှိဘူးဆိုပြီးတော့တချို့တွေဆိုမလာကြဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ခုကတော့ဝမ်းနဲ့ဆရာတိတ်ကောင်းပါတယ်ဆိုတော့ဘာဖြစ်ဖြစ်ဟိုငပိဖောက်တာမှာဆရာမပြရင်ဒီမချအောင်ဆိုတဲ့ဇကပုံတော်ရှိသေးတာပဲဆိုတော့အဲ့ဒါလေးပေါ့လေဘာဖြစ်ဖြစ်မာကြီးတို့ ်အော်ရှင်းရှင်းပြောလို့ရှိရင်တော့မအီတို့ LGBT အချင်းချင်းတယောက်ကိုတယောက်ဖိမကူညီပြီးတော့တယောက်အားနဲ့ချက်ကိုတယောက်ကနေပြီးတော့အားသာတဲ့လူကဝိုင်းဝန်းကူညီရင်းနဲ့ဖြတ်တန်းကြမယ်ပေါ့မအီကတော့အဲ့လိုပဲဆုံးဖြတ်ပါတယ်အခုအော်မအီတိုင်မြင်နားလာလေးတစ်ခုပေါ့နော်အဲ့ဒါကဘာလဲဆိုတော့မအီတို့ဒီခုနပြောတဲ့ဟောဒီသရောခံပုဂ္ဂိုလ်တွေထဲမှာလည်းဟိုနေစရာထိုင်စရာအတွက်အခက်အခဲဖြစ်နေတဲ့လူတွေရှိတယ်တချို့ဆိုလို့ရှိရင်ဟော ရိသားတွေဘာတွေမှာခိုးလှုံနေရတဲ့သူတွေရှိတယ်။သူတို့တွေကဘာလဲဆိုတော့တစ်ချိန်လုံးကသူတို့အောင်မြင်ကြော်ကြားပြီးတော့ဝင်ငွေတွေကောင်းနေတဲ့အချိန်လုံးကမိသားစုရဲ့ပြဿနာအားလုံးမိသားစုရဲ့အခက်အခဲအားလုံးသူတို့သူတို့ရှာဖွေတဲ့ငွေကြေးနဲ့ဒီမိသားစုကိုသူတို့ကဆောက်ရှောက်ခဲ့တယ်ပံ့ပိုးခဲ့တယ်ကျွေးမွေးခဲ့တယ်တကယ်တမ်းလဲသူတို့တွေအော်အွယ်လဲရောက်လာကောသူတို့ကျွေးမွေးခဲ့တဲ့မိသားစုတွေကသူတို့ပြန်မကြည့်ကြတော့အဲ့တော့ အဲ့လိုမျိုးဖြတ်တန်းနေတဲ့သူတွေအများကြီးမာကြီးတို့ပတ်ဝန်းကျင်မှာတွေ့နေရတယ်မာကြီးကိုယ်တိုင်လည်းမာကြီးမိသားစုမာကြီးထောက်ပံ့ပြီးတော့ကျွေးမွေးစောင့်ရှောက်ခဲ့ရတယ်မာကြီးတို့မိဘတွေကိုလည်းဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဟိုကိုရှာပွေတဲ့ငွေကြီးရကိုဘကိုတယောက်တည်းအာစုစားမယ်ဆိုလို့ရှိရင်တော့လည်းဟိုဘလို့ခောက်မလဲဒီကုကောင်းဆန်ငယ်လို့ရှိရင်တော့လည်းသူတို့ဒုက္ခရောက်ချင်မှရမှာပေါ့အော်တချို့ကြတော့လည်းဟိုပေါ့ဟိုမိသားစုကိုကြည်ပြူပါစေတော့ဆိုပြီးတော့ကိုပိုင်ဆိုင်သမီးအရာတွေကို ပေးခဲ့ပြီးတော့တကယ်တမ်းလဲကြာကိုနာမကျန်းဖြစ်တဲ့အချိန်မှာစိတ်ကုသဖို့တောင်မှမကုသပေးမနဲ့ပြစ်ထားခြင်းခံရတဲ့ LGBT တွေအများကြီးရှိတယ်။မ ayı တို့အဲ့ဒီဟာတွေကိုမ ayı တို့မြင်နေရတဲ့အတွက်ပေါ့ကိုလောကသားတွေအတွက်ကိုတတ်နိုင်သလောက်ကိုညီပံ့ပိုးမယ်လို့မ ayı တို့ကစိတ်ဆုံးဖြတ်ထားပါတယ်။